ားလုံးပဲမင်္ဂလာပါဗျ GDS Channel ကနေပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ပြီးခဲ့တဲ့ UFC 320 event ပွဲစဉ်မှာနိုင်ပွဲရရှိပြီးတော့နိုင်ယူသွားခဲ့တဲ့ LS Power အနေနဲ့အခုလာမဲ့ဒီ2026ခုနှစ်မှာကျင်းပသွားမဲ့ UFC White House event ပွဲစဉ်မှာဝင်ရောက်ရှင်ပြိုင်ထိုးသက်သွားပြီးတော့သူ့ရဲ့ပြိုင်ဘက် fighter ကဂျွန်ဂျုံဖြစ်လာနိုင်သလားဆိုတဲ့သုံးသပ်ချက်အကြောင်းအဲ့ဒီ UFC 320 event ပွဲစဉ်မှာပဲနိုင်ယူသွားတဲ့ fighter ဖြစ်တဲ့ UFC ရဲ့ဘန်နမွေတန်းကုတ်ကြီး Mirat Devli Shive ရဲ့နောက်ထပ်ပြိုင်ဘက်ဖိုက်တာကဘယ်ဖိုက်တာဖြစ်သွားနိုင်တယ်ပြီးတော့ Mirat Devli Shive အနေနဲ့ပရိသတ်တွေလူပြောများနေတဲ့ Dagestan Fighter တွေကိုဘယ်လိုနိုင်ယူသွားနိုင်တယ်လဲဆိုတဲ့အကြောင်းအရာကိုသူသည်သုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ပထမဦးဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့ကျွန်တော်ကတော့ UFC ရဲ့ Light Heavyweight တန်းဂုတ်အသစ်ကြီး Alex Pereira အနေနဲ့အခုလာမဲ့ဒီ UFC White House Event ပွဲစဉ်မှာရင်းနှုံးက UFC ရဲ့ Light Heavyweight တန်း Champion ဟောင်း Heavyweight တန်း Champion ဟောင်းဂုတ်ကြီးတဦးဖြစ်သူဂျွန်ဂျုံးနဲ့ရှင်ပြိုင်ထိုးသက်သွားနေသလားရှင်ပြိုင်ထိုးသက်သွားမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးရလဒ်တွေထွက်ပေါ်လာနိုင်တယ်လဲစတဲ့အကြောင်းအရာတွေကိုစူးစီးတုံသက်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ် UFC ရဲ့ light heavyweight တန်းဂုတ်တိကြီးလို့တင်စားပြောဆိုရမယ် LS Spider အနေနဲ့ပြီးခဲ့တဲ့ဒီ UFC 320 event ပွဲစဉ်မှာဆိုလို့ရှိရင်ပထမအချီမှာပဲသူ့ရဲ့ပြိုင်ဘက် fighter ဖြစ်တဲ့ Magomed Ankalaev ကိုပွဲဖြတ်ပွဲသိမ်းပြခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့အဲ့ဒီပွဲစဉ်မှာအင်ပရမကိုကျန်တဲ့ performance တစ်ခုကိုပြသသွားခဲ့တာပဲဖြစ်ပါတယ်။ LS Spider အနေနဲ့သူ့ရဲ့ဒီ UFC record MMA record ကိုပြောရမယ်ဆိုလို့ရှိရင် MMA record အနေနဲ့သူဟာ MMA ပွဲစဉ်ပေါင်း16ပွဲကစားထားပြီးတော့အဲ့ဒီထဲကမှ73ပွဲနိုင်3ပွဲရှုံးဆိုတဲ့ရလဒ်ကို ိုင်ဆိုင်ထားပြီးတော့နိုင်ပြည်ရှိထားတဲ့73ပွဲထဲမှာဆိုရင်လဲ71ပွဲထိကိုအလဲထိုးနော့ကောက်တိုင်ပွဲရက်နဲ့နိုင်ပြည်ရှိထားတဲ့အတွက်ကြောင့်မလို့သူဟာလက်သီးပါဝါပြင်းတဲ့ကစားသမားဖြစ်တဲ့ကြောင့်ပြည်သက်တွေအားလုံးသိပြီးသားဖြစ်မှာပါသူ့ရဲ့အဓိကလက်နက်ကတော့ဘယ်ဝိုက်လက်သီးဖြစ်ပြီးတော့သူ့ရဲ့အနီးကပ်ထိုးတဲ့ဘယ်ဝိုက်လက်သီးတွေဟာဆိုလို့ရှိရင်သူ့ရဲ့တပတ်ပြိုင်ပွဲဖိုက်တာတွေနေနဲ့လုံးဝကိုရှောင်ဖို့လဲခတ်တယ်ပြီးတော့အားကလည်းပါတယ်တီချမှုကလည်းရှိတဲ့အတွက်ကြောင့်မလို့တောက်လျှောက်ကိုနော့ကောက်ထိုးခံရပြီးတော့ရုံနေခဲ့ရတာပဲဖြစ်ပါတယ် Balance Buyer အနေနဲ့လက်ရှိတော်တော်ဆယ်ချိန်မှာဆိုလို့ရှိရင် UFC အဖွဲ့အစည်းမှာသူ့အနေနဲ့ LS Barrier အနေနဲ့ဒီ UFC record ကိုပြောရမယ်ဆိုလို့ရှိရင်တော့ UFC အဖွဲ့အစည်းမှာသူ့အနေနဲ့ပွဲစဉ်ပေါင်း73ပွဲထိရှင်ပြိုင်ကစားထားပြီးတော့အဲ့ဒီတဲကမှ71ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးနိုင်ယူရရှိထားတဲ့71ပွဲထဲမှာဆိုရင်လည်း6ပွဲကိုအလဲထိုးနိုင်ယူရရှိထားပွဲပြတ်ထားတဲ့အတွက်ကြောင့်မလို့ UFC အဖွဲ့အစည်းမှာ LS Barrier အနေနဲ့သူဟာတော်တော်လေးကို finishing ကောင်းတဲ့ကစားသမားလို့ပြောရမှာပဲဖြစ်ပါတယ် LS Barrera ကိုဘာဖြစ်လို့ကျွန်တော်အနေနဲ့ UFC ရဲ့ GOAT တူလို့သတ်မှတ်ရတယ်လဲဆိုလို့ရှိရင် LS Barrera အနေနဲ့သူ့အ နိုင်ယူရရှိထားတဲ့ fighter တွေတော်တော်များများဟာဆိုလို့ရှိရင် champion ဟောင်းတွေဒါမှမဟုတ် champion တွေပဲဖြစ်ပြီးတော့သူ့အနေနဲ့အဲ့ဒီ champion တွေကိုအမှန်ကန်အမောက်သိပ်အလဲထိုးပြထားခဲ့တဲ့အတွက်ကြောင့်မို့လို့ပဲဖြစ်ပါတယ်သူ့အနေနဲ့ UFC ကိုရောက်ရှိလာတဲ့အချိန်၄နှစ်တာကာလအတွင်းမှာဆိုလို့ရှိရင်အကောင်းဆုံးလုပ်ပြထားနိုင်ခဲ့တာဖြစ်ပြီးတော့ champion ပတ်နှစ်ခုကိုရရှိထားခဲ့တဲ့အပြင်အဲ့ဒီတဲကမှ champion ကပတ်ကိုလည်း၃ချိန်ထိကာကွယ်ပြထားခဲ့ဘူးတဲ့ fighter ဖြစ်ပြီးတော့ရပ်ပေါင်း365ရက်အတွင်းမှာ သူ့ရဲ့ချန်ပီယံကပတ်ကို၃ချိန်တိတိကာကွယ်ပြထားတဲ့ဆိုရယ် record ဟာဆိုလို့ရှိရင်လည်း UFC အဖွဲ့အစည်းမှာ new record record အစ်စ်လို့ပြောရမှာပဲဖြစ်ပါတယ်ဒါပြင်သူ့ရဲ့ performance ကိုကြည့်မယ်ဆိုရင်လည်းပြိုင်သက်တွေအားလုံးတည်ပြီးသားဖြစ်တဲ့အတိုင်းပဲအင်မရမကိုလှလှပပနဲ့ကစားတတ်တဲ့ fighter ဖြစ်ပြီးတော့ပြိုင်သက်ဆွဲဆောင်မှုကလည်းအပြည့်အဝရှိတဲ့အတွက်ကြောင့်မလို့ဒီ fighter အနေနဲ့တကယ်ကိုကျန်းတဲ့ fighter တယောက်လို့ပြောရမှာပဲဖြစ်ပါတယ်။ဆိုတော့ LS Barra ရဲ့အကြောင်းကိုကျွန်တော်တော်တော်လေးအမွန်းတင်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ LS Barra အနေနဲ့ အခုလာမဲ့ UFC ရဲ့ White House မှာကျင်းပသွားမဲ့ UFC White House Event ပွဲစဉ်မှာပါဝင် ရှင်ပြိုင်ထိုးသက်သွားနိုင်ဖို့အတွက်တကယ်ကိုအခွင့်အရေးရှိတယ်ဆိုပြီးတော့တုံ့သက်ချင်ပါတယ်ဆိုတော့သူရဲ့ဒီနောက်ဆုံးထိုးသက်သွားခဲ့တဲ့ပွဲစဉ်အပြီးပွဲပြီး interview မှာပြောသွားခဲ့တာဟာဆိုလို့ရှိရင် LS Barra အနေနဲ့သူဟာ Super Fight လို့ခေါ်တဲ့တကယ်ပွဲကြီးပွဲကောင်းကိုပဲနောက်ထပ်ပွဲစဉ်မှာကစားခြင်းနဲ့ပြီးတော့သူ့အနေနဲ့ Heavyweight နဲ့တက်ပြီးတော့လည်းကစားခြင်းသေးတာဆိုပြီးတော့ပြောထားတဲ့အတွက်ကြောင့်မို့လို့ LS Barra အနေနဲ့ကနဦးပြောရမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဒီ UFC ရဲ့ heavyweight dan champion ဖြစ်တဲ့ Tone Aspinall ကိုပဲသွားပြီးတော့စိန်ခေါ်မလားဒါမှမဟုတ်ဂျွန်ဂျုံးနဲ့ UFC White House event ပြိုင်ပွဲမှာ heavyweight dan သို့မဟုတ် light heavyweight dan မှာ super fight တစ်ခုအနေနဲ့ရှင်ပြိုင်ထိုးသက်သွားမလားဆိုတာစဉ်းစားစရာဖြစ်ပါတယ် UFC ကနောက်နှစ်မှာကျင်းပသွားမယ့် UFC White Hot Event ပွဲစဉ်ဟာဆိုလို့ရှိရင်ကစားသမားတွေအကုန်လုံးဝင်ရောက်ရှင်ပြိုင်ထိုးသက်ချင်နေတဲ့ event တစ်ခုဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီငကိုမူလဂုတ်ကြီးလို့ပြောရမယ်ဂျွန်ဂျုံးစ်ကလည်းအဲ့ဒီပွဲစဉ်မှာဝင်ရောက်ရှင်ပြိုင်ချင်နေတာပဲဖြစ်ပါတယ်။ဂျွန်ဂျုံးစ်အနေနဲ့ heavyweight dan champion ဘဝနဲ့အနားယူသွားတယ်ဆိုပေမဲ့သူ့အနေနဲ့အခုချိန်မှာအသက်38နှစ်အရွယ်သာရှိသေးတဲ့အတွက်ကြောင့်မလို့ဆော့မယ်ဆိုရင်ဆော့လို့ရသေးတဲ့အနေအထားဖြစ်ပါတယ်။ Alex Pereira အနေနဲ့ကလည်းလက်ရှိလောလောဆယ်မှာဂျွန်ဂျုံးနဲ့အသက်မတိမငိမ့်ဖြစ်ပြီးတော့ ဂျွန်ဂျွန်းစ်အနေနဲ့အဲလက်စ်ပါရာရဲ့ကစားပုံကစားနည်းဟာစတန်ဖိုက်ကိုဦးစားပေးပြီးတော့ကစားတဲ့အတွက်ကြောင့်မို့လို့ IQ ပိုမြင့်တဲ့ဂျွန်ဂျုံးနေနဲ့ LS Barra ကိုအနိုင်ယူနိုင်မယ်လို့သူ့အနေနဲ့တစ်ထစ်ချယုံကြည်နေပုံလဲရပါတယ်။ဆိုတော့ LS Barra နဲ့ဂျွန်ဂျုံးနဲ့ရှင်ပြိုင်ထိုးသက်တွေ့ဆုံခဲ့ပြီဆိုလို့ရှိရင် Light Heavyweight Champion နေရာအတွက်ရှင်ပြိုင်ထိုးသက်သွားမယ်ဆိုလို့ရှိရင်ဂျွန်ဂျုံးအတွက်ဘာမှ ရှော့နေစရာတစ်ခုမှမရှိတဲ့အနေအထားဖြစ်ပါတယ်ဒါမှမဟုတ်လဲ heavy point တက်မှာတက်ပြီးတော့ super fight နေနဲ့ရှင်ပြိုင်ထိုးတက်မယ်ဆိုရင်လေဂျွန်ဂျုံးနေနဲ့ကဘာမှဆုံးရှုံးစရာမရှိတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီပွဲစဉ်ဟာဖြစ်လာနိုင်မယ်လို့ကျွန်တော်နေနဲ့ကတော့တုံးတက်ယူဆမိပါတယ် ဂျွန်ဂျောင်းအနေနဲ့ကတော့ပြိသက်တွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲသူ့အနေနဲ့သူဟာ MMA ပွဲစဉ်ပေါင်း30ထိထိုးသက်ထားပြီးတော့28ပွဲနိုင်တပွဲရှုံးတပွဲပွဲမရှိဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့အနိုင်ယူရရှိထားတဲ့ဒီ28ပွဲထဲမှာဆိုရင်သူ့အနေနဲ့28ပွဲအထိပွဲဖြတ်ထားပြီးတော့7ပွဲကိုအလဲထိုးနိုင်ယူရရှိထားပြီး9ပွဲကို submission နဲ့နိုင်ယူရရှိထားတဲ့တော်တကြောင်မို့လို့ဂျွန်ဂျောင်းဟာလုံးဝကို well rounded fighter ကြီးတူဖြစ်ပါတယ်။ဒါပြင်သူဟာသူ့ခေတ်သူ့ကာလတုန်းကသူ့ရဲ့ light heavyweight champion ကပတ်ကို73ချိန် န်တီတီကာကွယ်ပြထားခဲ့ပြီးတော့ Champion Fight 73တွဲတီတီရှင်ပြန်ထိုးသက်ထားတဲ့အတွက်ကြောင့်မလို့ဂျွန်ဂျုံးရဲ့ record ကိုမှီနိုင်တဲ့ကစားသမားဆိုတော့လက်ရှိလောလောဆယ်မှာဖြစ်နိုင်မယ်လို့ကျွန်တော်နေနဲ့ကတော့လုံးဝကိုမထင်မိပါဘူးဆိုတော့အဲ့ဒီလိုမျိုး perfect record ဖြစ်နေတဲ့ like heavyweight dan heavyweight dan ရဲ့ငโกမူလာလက်ဟောင်းဂုတ်ကစားသမားဂျွန်ဂျုံးစ်နဲ့အခုလက်ရှိဂုတ်တကြီး LS Barra တို့ကိုရှင်ပြိုင်ထိုးသက်တွေ့ဆုံနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ ဘယ်သူကအကောင်းဆုံးအကြမ်းဆုံး fighter ဖြစ်မလဲဆိုတာကျွန်တော်တို့ပြည်သက်တွေနေနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ် ။ Alex Pereira အနေနဲ့ကသူ့ရဲ့လက်သီးပါဝါဟာပြည်သက်တွေမြင်ခဲ့တဲ့အတိုင်းပဲ Bay Fighter ကိုမဆိုကြအောင်လဲအောင်ထိုးနိုင်နေဆိုတာကိုတွေ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်ကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာပါ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက Alex Pereira ရဲ့ Ground Game ပိုင်းပဲဖြစ်ပါတယ်။ Ground Game ပိုင်းမှာ Alex Pereira အနေနဲ့တစ်ဖက်တိုင်းဘက် Fighter ကိုလှဲချပြီးတော့အနိုင်ယူဖို့သူ့မှာစိတ်ကူးလုံးဝမရှိပေမဲ့တစ်ဖက်ပြန်မြတ် Fighter ကသူ့ကို Ground Game မှာတိုက်ခိုက်လာပြီးဟေ့ဆိုလို့ရှိရင်သူ့အနေနဲ့တစ်ဖက်ပြန်ပြီးတော့ ကာကွယ်ပြီးတိုက်ခိုက်နိုင်တဲ့ offense ground game ပိုင်းကအများကြီးတိုးတက်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်သာအမှန်ကန်ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နေသုံးသက်ရမယ်ဆိုလို့ရှိရင်တော့ John Jones အနေနဲ့ Alex Pereira ကိုမြေမော်ကိုလှဲချပြီးတော့ submission မြန်မြန်ဆောဆောဆီးရှာပြီးတော့အဆုံးသတ်ရင်သက်မဟုတ်ဘူးဆိုလို့ရှိရင်တော့ Alex Pereira ရဲ့ဒီ ground game offense ပိုင်းကကြာလေကြာလေကောင်းလာလေလေဖြစ်တဲ့အတွက်ကြောင့်မလို့ ဂျွန်ဂျုံအနေနဲ့ LS Bias ကနေပြီးတော့ grounding defense ကောင်းကောင်းနဲ့ကာကွယ်စော့တာကိုခံရပြီးတော့အလဲထိုးခံရနိုင်တဲ့ရာခိုင်နှုန်းကလည်းများပါတယ်။ဒါကြောင့်မို့လို့ဒီပွဲစဉ်ကစိတ်ဝင်စားဖို့ကောင်းတာဖြစ်ပြီးတော့ fighter ညာလုံးကလည်းတက်ရွယ်ပိုင်းရပြောမယ်ဆိုလို့ရှိရင်အခုချိန်မှာ38 38ဖြစ်နေတဲ့အတွက်ကြောင့်မလို့အသက်ရွယ်ပိုင်းရလဲတူညီတယ်ပြီးတော့အားသာချက်အားနည်းချက်တွေလည်းကိုစီရှိတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ဟာတော်တော်လေးကိုကြမ်းမဲ့ပွဲစဉ်ပါ Light Heavyweight တန်းကပတ်အတွက်ရှင်ပြိုင်ထိုးသက်သွားမယ်ဆိုရင်တော့ LS Pyra အတွက် အယောစားကြမ်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့သူ့အနေနဲ့ရှုံးနိမ်သွားခဲ့မယ်ဆိုလို့ရှိရင်ဂျွန်ဂျွန်ကိုဘာမဆိုင်ညာမဆိုင်ပလိန်ကြီးချန်ပီယံကပတ်ပေးလိုက်ရမှာပါဒါပေမဲ့သူ့အနေနဲ့နိုင်ယူရရှိသွားခဲ့မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ light heavyweight တန်းချန်ပီယံကပတ်ကာကွယ်ပွဲပွဲစဉ်အောက်မှာဂျွန်ဂျွန်ဆိုတဲ့နာမည်တစ်ခုကိုရေးထိုးထားနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ဟာ LS Spire အတွက် လုံးဝလုံးဝလုံးဝကို အယောအစားကြီးတဲ့ပွဲစဉ်တွေပွဲဖြစ်မှာပါဂျုံဂျုံအနေနဲ့ကလည်း UFC ရဲ့ဒီ White House မှာကျင်းပပြုလုပ်သွားမဲ့တကယ်ကိုတမိုင်းဝင်ဂန်နဝင် event ကြီးတစ်ခုမှာဝင်ရောက်ရှင်ပြိုင်ထိုးသက်ပြီးတော့ Alan Spara လိုမျိုးဂုတ်အစ်ဖြစ်လာတဲ့ fighter ကိုသူ့အနေနဲ့အနိုင်ယူပြီးတော့ငါဟာမအိုသေးချောင်တက်တည်ပြနိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒီပွဲစဉ်ဟာလည်းသူ့အတွက်တကယ်ကို ရယူမှုအပြည့်အဝပေးနိုင်မဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာကတော့ကျင်းသေးပါတယ်။ဆိုတော့ဒီပွဲစဉ်ဖြစ်လာနိုင်ဖို့ကလည်းအခုချိန်မှာရာဂိုင်းလုံးများနေတဲ့အတွက်ကြောင့်မလို့မကြခင်အချိန်အတွင်းမှာကျွန်တော်တို့ပရိသတ်တွေအနေနဲ့တရင်းတွေကိုသတိထားပြီးတော့စောင့်ကြည့်ရမှာဖြစ်ပြီးတော့ပရိသတ်တွေအနေနဲ့ဒီပွဲစဉ်သာအမှန်ကန်ဖြစ်လာခဲ့မယ်ဆိုရင်ဂျုံချုံဘက်ကအားပေးသွားမလားဒါမှမဟုတ် LS Barra ဘက်ကအားပေးသွားမလားဆိုတာကိုကောမန့်မှာစုနေသုံးသပ်ညှင်းခုံပေးကြပါဦးခင်ဗျာ။ ောက်နောက်တင်ဆက်ပေးသွားခြင်းနဲ့ကျွန်တော်ကတော့မကြသေးခင်အချိန်ကမှသူ့ရဲ့ပြိုင်ဘက်ဖိုက်တာဂိုရီဆန်ဟေဂန်ကိုအမှန်ကန်အပြတ်သက်အနိုင်ယူသွားပြီးတော့ဘန်ဒါမွိတန်းရဲ့ဂုတ်တူးဖြစ်လာတဲ့မီရက်ဒဗလီရှစ်ဘေးရဲ့နောက်ထပ်ပြိုင်ဘက်ဖိုက်တာချန်ပီယံကပ်စင်ခေါ်ခွင့်ရရှိတဲ့ဖိုက်တာကဘယ်သူဖြစ်လာနိုင်တယ်လဲသူ့အနေနဲ့ဒီဒါဂစ္စတန်သားဖိုက်တာတွေကိုဘယ်လိုပုံစံမျိုးနဲ့နိုင်ယူပြခဲ့တယ်လဲစတဲ့အကြောင်းအရာတွေကိုသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် UFC ရဲ့လက်ရှိလောလောဆယ်မှာဘန်ဒါမွိတန်း ချန်ပီယံကြီးဖြစ်နေတဲ့မီရတ်ဒဗလီရှီဗေးဟာဆိုလို့ရှိရင်တော့သူ့အနေနဲ့သူဟာလက်ရှိလောလောဆယ်အချိန်မှာ UFC ရဲ့ဘန်နမွေတန်းမှာပြိုင်ပကင်းဂုံတူဖြစ်ပြီးတော့သူ့ကိုနိုင်ယူနိုင်မဲ့ fighter ဆိုတော့လက်ရှိလောလောဆယ်မှာလုံးဝလုံးဝလုံးဝမဖြစ်နိုင်သေးတဲ့အနေထားလို့ပြောရမှာပဲဖြစ်ပါတယ်မီရတ်ဒဗလီရှီဗေးအနေနဲ့ပြီးခဲ့တဲ့ဒီ2024ခုနှစ်စက်တင်ဘာလမှာ ဗန်နမွိတန်းရဲ့ချန်ပီယံဟောင်းဖြစ်သူရှောင်းအိုမယ်လီကိုနိုင်ယူပြီးတော့သူ့အနေနဲ့ဗန်နမွိတန်းချန်ပီယံဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီချိန်ကနေစပြီးသူ့အနေနဲ့လက်ရှိလောလောဆယ်မှာချန်ပီယံကပတ်ကိုသူ့အနေနဲ့၃ချိန်ထိကာကွယ်ပြထားခဲ့ပြီဖြစ်ပြီးတော့တကယ်ကိုဒိတ်ဒိတ်ကျဲ UFC ရဲ့ဗန်နမွိတန်းကဖိုက်တာဂျန်တွေကိုနိုင်ယူရရှိထားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတွေကမှကျွန်တော်တို့ MMA ပြိုင်သက်တွေတကယ်ကိုတီးပြီးသား team တစ်ခုဖြစ်တဲ့ Habib ရဲ့ Egeptinga fighter ဖြစ်တဲ့ Umanu Mago မတ်တော်ကိုအနိုင်ယူပြသွားခဲ့တဲ့ပွဲစဉ်ဟာဆိုလို့ရှိရင်တော့တော်တော်လေးကို upset ဖြစ်စေခဲ့တဲ့ပွဲစဉ်လို့ပြောရမှာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာ Umanu Mago မတ်တော်ကို ဗီရက် WCB အနေနဲ့ဒါဂစ္စတန်ဖိုက်တာတွေနည်းနည်းလဲသူ့ကိုနိုင်ယူဖို့လုံးဝမဖြစ်နိုင်ဘူးမင်းတို့နှစ်ပန်းလောက်ကတော့ငါက AC ပဲဆိုရဲပုံစံနဲ့ပြသသွားခဲ့တာပဲဖြစ်ပါတယ်မီရက်အနေနဲ့လက်ရှိလောလောဆယ်အချိန်မှာအသက်34နှစ်ရွယ်သာရှိသေးတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ prime color ကရှိနေအောင်မှဖြစ်ပြီးလက်ရှိလောလောဆယ်အချိန်မှာတော့သူ့ကိုနိုင်ယူနိုင်ဖို့ဖိုက်တာဆိုတာတော်တော်လေးကိုရှားနေပါတယ် ဆိုတော့သူ့ရဲ့နောက်ထပ်ပြိုင်မဲ့ fighter ကဘယ်သူဖြစ်သွားနိုင်လဲဆိုရင်တော့သူဟာ Umanuma ကိုမတ်တော့သုံးမဟုတ်တခြား fighter တူဦးနဲ့ rematch ထိုးဖို့ရှိသွားနေတာဖြစ်ပြီး Umanuma ကိုမတ်တော့နဲ့လည်းထပ်မံထိုးသက်ဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒီ fighter ကိုထပ်ပြီးတော့နိုင်ယူနိုင်အောင်မှာပဲလို့ကျွန်တော်နေနေကတော့လုံးဝထင်မြင်ယူဆသုံးသပ်မိပါတယ်။ဘိသက်တဲ့နေနေကရော Mirror Delivery ရှင်ပေရဲ့နောက်ထပ်ပြိုင်မဲ့ fighter ကဘယ်သူဖြစ်တင်တယ်လဲဆိုတာကို comment မှာဆွေးနွေးသုံးသပ်ညင်းခုံပေးခဲ့ကြပါဦးခင်ဗျာ။